တန်ကိုရီးယားအစိုးရရှေ့နေတွေက၎င်းတို့ဟာတမရဟောင်းမွန်ကြီးအင်းကိုအာဂတိလိုက်စားမှုဆွဲချက်တွေနဲ့တရားစွဲဆိုခဲ့တယ်လို့ဧပြီ24ရက်ကပြောကြားခဲ့ပါတယ်မောဟာလေချောင်းလိုက်တခုမှာသူ့ရဲ့သမတ်တော်ဆက်သူကိုအလောက်ခန့်အမှုနဲ့ဆက်နွယ်တဲ့ဆွဲချက်တွေနဲ့ဆွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ မွန်ဟာလေချောင်းလိုက်တစ်ခုမှာသူ့ရဲ့သမတ်ဖြစ်သူအလုံရရှိရဲ့အတွက်အဆင်ပြေချုံးမွေစီဖို့လှုံ့ဆော်မှုနဲ့ဆွံ့နေပြီးဝမ်218တန်းဒေါ်လာ3သိန်းခွဲကိုလက်ခံခဲ့တဲ့အတွက်အာဂတိလိုက်ဆောင်မှုနဲ့ဆွဲချက်တင်ခံခဲ့ရတာဖြစ်ကြောင်းဂျွန်ကျူးခရိုင်အစိုးရအရှိနေယုံကပြောကြားခဲ့ပါတယ်မွန်ရဲ့သမတ်ဖြစ်သူဟာလေချောင်းလိုက်လုပ်ငန်းမှာအတွေ့အကြုံနဲ့အရေးအချင်းပြည့်စုံမှုမရှိပေမဲ့တမုန်နဲ့လေချောင်းလိုက်ဖြစ်တဲ့ Time Easter Jet လေချောင်းလိုက်မှာ Managing Director အဖြစ်ခန့်အပ်ခံခဲ့ရတယ်လို့အစိုးရအရှိနေတွေကပြောကြားခဲ့ပါတယ်မွန်ရဲ့သမတ်ဟာ ဒီရာရုနေရနဲ့တင့်တော်တဲ့အလုတ်တော်ဝင်တွေကိုကြေပြွန်စွာထမ်းဆောင်ခဲ့ခြင်းမရှိပဲတာဝန်လင်ဟင်းမှုတွေရှိခဲ့တယ်လို့လည်းအစိုးရရှေ့နေတွေကပြောပါရယ်ဒီလေကြောင်းလိုင်းကိုမွန်ရဲ့ပါတီကလွတ်တော်အမဟောင်းတိုးကထိန်းချုပ်ထားပြီးမွန်ရဲ့သမတ်ကိုအလုံရရှိရဲ့အတွက်ကူညီပေးခဲ့တယ်လို့အစိုးရရှေ့နေတွေကပြောပါရယ်အစိုးရလေကြောင်းလိုင်းကမွန်ရဲ့သမတ်ကို2018ခုနှစ်ကနေ2020ပြည့်နှစ်ကြာလဆောင်ငွေနဲ့တခြားဗန်နာရဲ့အကျိုးခံစား권တွေပေးခဲ့ပြီး အဲ့ဒီငွေတွေပေးရမှုဟာတရားဝင်မှုမရှိတဲ့လားဆောင်ငွေပေးရမှုတွေအဖြစ်အတည်ပြုခဲ့ကြောင်းနဲ့သမရအတွက်ရည်ရွယ်တဲ့လက်ပေးမှုတွေဖြစ်ကြောင်းအစိုးရရှိနေတွေကပြောကြားခဲ့ပါတယ်။နောက်ပိုင်းမှာမွန်ရဲ့သမက်ဖြစ်သူဟာမွန်ရဲ့သမီးနဲ့ကွာရှင်းခဲ့ပါတယ်။မွန်ရဲ့ဆွေးချက်တင်ခံရမှုကြောင့်တောင်ကိုရီးယားမှာသမရဟောင်းနှစ်ဦးဟာတစ်ချိန်တည်းမှာပဲတရားရေးဆိုင်ရာအမှုအခင်းတွေနဲ့ရင်ဆိုင်နေရတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။